အားလုံးပဲမင်္ဂလာပါရှင်။ကျမကရှေ့မှာအိမ်တော်ရင်းနဲ့ဆေးမိခြင်းဆိုတဲ့အကြောင်းလေးကိုလွန်ခဲ့တဲ့လအပိုင်းခြားကပြောပြခဲ့ပြီးသွားပြီပေါ့နော်။အဲ့ဒါပြောပြရင်းနဲ့တစ်ဆက်တည်းမှာဆေးမိစေတတ်တဲ့အန္တရာယ်နဲ့ဘလို့အချက်အလက်တွေကြောင့်မို့လို့ဆေးမိတာလဲ။ဘလို့ပုံစံတွေဟာဆေးမိစေတတ်တယ်လဲနဲ့ဆေးမိခြင်းရဲ့အိမ်တော်ရင်းပေါ်မှာတက်ရောက်ပုံလေးကိုကျမကဒီတစ်ပတ်မှာပြောပြပေးသွားမှာဖြစ်လို့စိတ်ပါဝင်စားရဲဆိုရင်အဆုံးထိကြည့်ရှုပေးကြပါအောင်နော်။ အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်ကတော့အောက်ဆက်ကြကမ္မရာလောကီပညာတန်တန်းမှဆ ्याम ခင်ဦးတစ္ဆာဖြစ်ပါတယ်ဒီကနေ့မှကျွန်မမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အရှိလာတော်တော်များများမှကျွန်မပြောပြခဲ့မှုတွေအိမ်တော်ရေးဆိုအိမ်တော်ရေးနဲ့ဆေးမိခြင်းဆိုတဲ့အရာလေးကိုချိတ်ဆက်ပြီးတော့ပေါ့နော်အခုကျတော့ဒီဟာလေးကိုကြည့်ပြီးတော့ကျွန်မရဲ့ညီမတွေဘာတွေမေးကြလဲဆိုတော့ ဆင်မရေးဆင်းမိတယ်ဆိုတာကတော့ဟုတ်ပါပြီ။ဘလို့မျိုးတွေအကြောင်းမို့လို့ဆင်းမိသေးတတ်တယ်လဲ။ဆင်းမိခြင်းဆိုတာဟာဆေးကိုခတ်လိုက်ရင်တမျိုးတည်းနဲ့ဆင်းမိတာလား။ဆင်းမိခြင်းအမျိုးအစားတွေနဲ့အိမ်တော်ရေးပြဿနာတွေပေါ်မှာဒီဆေးတွေကဘလို့တက်ရောက်စေတာလဲဆိုပြီးတော့မေးရလေးရှိရတဲ့အကြောင်းမို့လို့ကျွန်မဒီနေ့ဒါလေးကိုမျှဝေပေးပြတာပဲဖြစ်ပါတယ်။ဒီကနေ့ခင်မှာပြောခဲ့သလိုပဲအိမ်တော်ရေးပြဿနာတွေဟာ အင်မတန်မှဖောက်လွဲဖောက်ပြန်ဖြစ်ကြဖို့အတွက်လွယ်ကူပါတယ်။ဒါရီဟာလူတွေရဲ့ဖောက်ပြန်တတ်တဲ့စိတ်သဘောဓာတ်ယောက်ျားနေနေမိန်းမနေနေပေါ့နော်။ဖောက်ပြန်တတ်တဲ့စိတ်သဘောဓာတ်လူချင်းဝဖောက်ပြန်မှုတွေနဲ့တခွလွယ်ရင်လွယ်တယ်လို့မဆောင်ထိန်မှုဆိုတဲ့အကြောင်းအရာတွေလူတွေရဲ့အကျင့်သာရိုက်တာပြက်ပြောင်းမှုတွေကြောင့်မို့လို့ဒီပြဿနာတွေဟာအများဆုံးဖြစ်ရတယ်လို့ကျမတို့သိရှိရပါတယ်။ဟုတ်ကဲ့ပါရှင်။ကျမတို့တွေတွေ့ရှိရချက်တွေအရာ ကျမတို့ရဲ့ဒဏ္ဍာမှာလာရောက်ပြီးတော့အိမ်တော်ရေးပြဿနာဆွေးနွေးတဲ့ကျမတို့ရဲ့ညီမတွေဒီညီမတွေထဲကမှ အများစုမှာအဲတရားမှတရားနီးပါးဟာအိမ်တော်ရေးဖောက်ပြန်ခံရလို့ဖောက်ပြန်ခံရပုံဖောက်ပြန်ခံရနီးမတူညီတာပဲရှိရတချို့မျိုးသားတွေဟာသူတို့ရဲ့ပင်ကိုအတိစိတ်နဲ့ကိုယ်တိုင် ကိုကလိုလိုလားလား ဖောက်ပြန်ပြီးတော့အပေါ်တင်ပြောပြီးတော့ဖောက်ပြန်ကြတာပေါ့နော်ဥပမာဒီအမျိုးသမီးကနေပြီးတော့သူတို့ရဲ့ low access low access ဆိုတဲ့နေရာမှာအမယူသေးစကားအဲ့ရဘွားကိစ္စတစ်ခုထဲမှာမဟုတ်ဘဲနဲ့ဒီအမျိုးသမီးကစိတ်ခံစားချက်ကို အလုံးကြုံမှုမပေးတော့လို့ဒီအမျိုးသမီးစီကနေမျှော်လင့်တဲ့အရာတွေမရတော့လို့ဒီအမျိုးသမီးကမကျင်တာလို့ဒီအမျိုးသမီးကဂရုမစိုက်လို့စသဖြင့်စသဖြင့်ဒီလိုအကြောင်းအရာတွေကိုဒါကြောင့်မို့လို့ဖောက်ပြန်ပါတယ်ဆိုပြီးပေါ်တင်ဖောက်ပြန်ကြတာရှိတယ်။တချို့ကြတော့လေကိုကိုယ်တိုင်ကဆက်ဆက်ချက်မှာဖောက်ပြန်မယ်လို့ပတ်သက်လိုက်တာမဟုတ်ဘူး။အမျိုးသမီးတယောက်နဲ့ရင်းနှီးလိုက်တယ်ခင်မင်လိုက်တယ် တပတ်အမျိုးသမီးကနေပြီးတော့ဒီအမျိုးသားပေါ်မှာလောဘတက်စိတ်ဖြစ်လာတဲ့အခါမှာဒီလိုအကြောင်းအရာလေးတွေဖြစ်လာတာမျိုးတွေရှိတယ်။တချို့ကတော့လုံးဝမတိပဲနဲ့မတိပဲနဲ့ဆိုတာကကိုက်ကင်ရှင်ဒီအမျိုးသားဟာတပတ်အမျိုးသမီးရဲ့စိတ်အကြံစီကိုမတိပဲနဲ့ ပတ်သက်မိပြီးတော့ဖောက်ပြန်သွားတယ်ဒီနောက်မှာယုံထွက်လို့မရတော့ဘူးဆိုတာမျိုးတွေဖြစ်လာပါတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကကျွန်မကြီးမလာရောက်ဆွေးနွေးတဲ့ညီမဆိုလို့ရှိရင်သူ့ရဲ့အခြေအနေသူ့အမျိုးသားရဲ့အတိုင်းဝိုင်းအခြေအနေဟာငွေကြေးဥစ္စာဒနာအရာတော်၎င်းနောက်တစ်ခါပညာအရေးချင်းအရာတော်၎င်းရုပ်ရည်ယူပကာရာတော်၎င်းဘာတခုမှအပြစ်ပြောစရာမရှိဘူးအပြန်အလှန်ဒီလေဒီနေ့ဒီချိန်ထိအင်မတန်မှ တဲတဲလှုပ်ချစ်ခင်ကြတဲ့ဇနီးမောင်နှံဖြစ်တယ်။ပဝင်းရှင်မှာလည်းအစ်မတန်မှအားကြရတော့လေးစားရတော့ဆုံးရွေးဖြစ်တယ်။သာသမီယရနာလည်းပွားစီပီးသားဖြစ်တယ်။ဒါပေမဲ့ဒီအမျိုးသားကိုပတ်သက်တဲ့လုပ်ငန်းဝင်တွေက အမျိုးသမီးကအိမ်အောင်ရှိတာကိုလည်းသိပါတယ်။အဲ့ဒီအပြင်ကမှအိမ်အောင်ရှိမှန်းသိတဲ့အပြင်ဒီအမျိုးအိုက်ကနေပြီးတော့ဟို ရောလိုက်တဲ့အခါမှာ तू ကဒါကိုတရားဝင်ဝင်ပြီးတော့ပတ်သက်တယ်ပတ်သက်ပြီးတော့ तू ချစ်လွန်းတဲ့စိတ်ကြောင့်မို့လို့ဒီအမျိုးသမီးရှိနေပင်မဲ့လေအနာနာကနေအရေးကလေးလိုပဲကြည့်ပြီးတော့ချစ်နေပြရစီဆိုတဲ့စကားကိုပေါ်တင်ပြောပြီးတော့လုံးဝနောက်မဆုတ်ပေးဘူးဆိုတဲ့ဇလန်းမျိုးတွေအထိကြုံတွေ့ရတယ်ဒီခါမှာအမျိုးသားကရွဲ့ပြီးတော့ဘလို့မှဖျက်လို့မရတော့လို့ ငါအမျိုးသမီးစီမှာပေါ်တင်သွားပြောလို့ဆိုတဲ့အခါမှာကိုင်ကန်ရှင်အမျိုးသမီးကိုဖုန်းဆက်ပြီးတော့အမအမျိုးသားကိုကျမကတော့တော်တော်လေးဆွဲလန်းနေလို့ကျမဖျက်ပေးလို့မရဘူးပေါ့အဲ့လိုမျိုးတွေရှိလာတယ်ပေါ့နော်ဒါကြတော့ဘာနဲ့ဆိုင်လဲဆိုရင်စေးမိခြင်းမမိခြင်းမဟုတ်တော့ဘူးလူတွေရဲ့ဇယိုက်လူတွေရဲ့ဗီဇာနဲ့ပဲဆိုင်နေကျမတို့ဘာကြောင့်ဒါကိုပြောနေတယ်လဲဆိုတာလူဆိုတာမှားတတ်တဲ့သဘောရှိပါတယ် ဒါကြောင့်မို့လို့ပတ်သက်တိွေဖြစ်စေမတိွေဖြစ်စေပတ်သက်မိတာလဲရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့အဲ့လိုမျိုးပတ်သက်မိပြီးသွားလို့ကိုယ်ရှစ်ဆက်လို့မသိဘူးဆိုလို့ရှိရင်ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်နောက်ဆုတ်ပေးရမှသည်လူကျင့်ဝတ်ပဲဖြစ်တယ်။ဒီနေ့ခေတ်ဒီနေ့အခါမှာ ဖောက်ပြန်မှုနီးလန်းနေအင်မတန်လွယ်တယ်လို့မျိုးဆွဲလန်းအောင်လုပ်တဲ့နီးလန်းနေလည်းအင်မတန်မှလွယ်ရယ်ဆရာရီကိုတိုင်ကလည်းဆရာပီတာစွာနဲ့ကိုယ့်စီရောက်လာတဲ့အခါမှာဒီအရာကတော့ဖြစ်တဲ့နဲ့ဒီအရာကတော့မဖြစ်တဲ့မူဆိုပြီးတော့သွန်သင်ညွန်ပြပြီးလမ်းမှန်ပြင်ပေးနေတဲ့ဆရာရီရှိတယ်လို့တချို့တချို့တော့ဆရာရီကိုတိုင်ကလည်းအပေးအမြောက်ပြုတ်ပြီးတော့တစ်ဖက်က တရားဝင်ယူထားတဲ့ဇနီးမယားကိုဒုက္ခပေးဖို့အတွက်ငွေကြေးရယူပြီးအစီရင်လုပ်ပေးတာမျိုးလေးတွေလည်းရှိတယ်။ကျမအမြဲတမ်းပြောခဲ့ဘူးသလိုပဲဆေးခက်ခံရတဲ့ဆိုတာဟာဆေးခက်လို့ရတဲ့အနေထားတစ်ခုထိကိုပတ်သက်ကြလို့ဖြစ်ပါတယ်။ဒါကိုကျမမိတ်ဆွေများညင်းလို့မရပါဘူး။ဆေးခက်တယ်ဆိုတာ လူသိရှင်ကြားလူမြင်သူမြင်ပေါ့ပေါ့တင်တင်တောက်ပါဆိုပြီးတော့တိုက်လိုက်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ဒီနေရာမှာဆေးဆိုတာဒီအလွယ်တကူပြောတာပဲဖြစ်ပြီးတော့ခပ်ပုံခဏီဒီပုံစံမျိုးမျိုးရှိပါတယ်အစားထဲမှာရောပြီးတော့ကျွေးတဲ့ခက်ဆေးတွေရှိတယ်နောက်တစ်ခါအဆောင်နေသုံးပြီးတော့ဒီအဆောင်ရဲ့တက်ရောက်မှုကြောင့်မို့လို့ကိုယ်ကိုဆွဲလန်းစေတာရှိတယ်။အင်းစေးစမပိုင်းဆိုင်ရာတွေကိုခန္ဓာကိုယ်မှာထိုးနှံပြီးတော့ဆွဲလန်းစေတာမျိုးရှိတယ်။နောက်တစ်ခါအင်းစေးစမပိုင်းဆိုင်ရာတွေကို ကိုကနေဆောင်ခါရမျိုးတွေရှိတယ်။ဒီအပြင်ကိုမှ မွေးသက်ကြရစ်တိယုံနဲ့ဓာတ်ပုံရှိယုံနဲ့မိမိကိုဆွဲလန်းစေတဲ့အစီရင်မျိုးတွေလောကီပညာမှာရှိပါတယ်။ဒါကြောင့်မို့လို့တဖက်ကနေပြီးတော့ကိုယ့်ကိုဒီလိုလှုပ်လို့ရရဲဆိုတာလေနောက်ဆုံးတော့မွေးတက်ကြရက်နဲ့လှုပ်တယ်ဆိုရင်တော့မှကိုယ့်မွေးတက်ကြရက်အမှန်ကိုတိထားလို့ပဲဖြစ်ပါတယ်ပြောပြခဲ့လို့ပေါ့နော်အရာအားလုံးဟာကိုယ်ကြောင့်ပဲဖြစ်တာဒါပေမဲ့ နောက်ဆက်တွဲအချိန်မှာအမျိုးသားတွေသတိမမှုမိတာဒီကိုကိုတိုင်းကဘာမှမဟုတ်လောက်ပါဘူးဆိုပြီးပတ်တက်ခဲလိုက်ပင်မဲ့နောက်ပိုင်းမှာတဖက်အမျိုးသမီးရဲ့မတမာမှုကြောင့်မို့လို့ဒီလိုမျိုးမလိုလားအပ်တဲ့ညဉ့်ဉန်းတဲ့အစီအရင်တွေပါလာတဲ့အခါမလိုလားအပ်တဲ့အဆောင်ဆေးဝါးမန်နံမန်နီယာတွေပါလာတဲ့အခါမျိုးမှာကိုယ့်ရဲ့လက်တွေ့ဘဝတွေကိုထိခိုက်စေတာပဲဖြစ်တယ်။ဒါဆိုရင်ဆေးမိရင်ဘာဖြစ်တတ်လဲ။ဘာလက္ခဏာတွေဖြစ်တတ်လဲ။ကျွန်မပြန်ပြောပြပါဦးမယ်။ဆေးမိသွားတဲ့အမျိုးသားတစ်ယောက်ဟာ အစီအရင်လေထိုနီ၎င်းဒါအချင်းချင်းမပြောရမှာပေါ့နော်ဒီအမျိုးသားတယောက်ဟာနိနိညာညာတစ်ဖက်အမျိုးသမီးကိုဆွဲလန်းလာတာမျိုးဖြစ်လာတယ် အဲ့လိုမျိုးဆွဲလန်းလာတဲ့အပြင်ကမှတဖက်အမျိုးသမီးနဲ့ပတ်သက်လို့မတွေ့ရမသိရမမြင်ရဘူးဆိုလို့ရှိရင်ဒေါသတွေထွက်ပြီးတော့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုရံမူရာမျိုးတွေဖြစ်လာမယ်။အများအပြားမိမိတို့တရားဝင်ယူထားတဲ့အိမ်တော်ဘက်အမျိုးသမီးတွေဒီအမျိုးသမီးနဲ့မွေးဖွားထားတဲ့၊ပွားစည်းထားတဲ့သားသမီးတွေနဲ့မိမိရဲ့လက်ရှိရှိနေတဲ့နေစဉ်ဘဝတွေကသူတွေကိုရံလုံးမယ်၊ရံပြုတ်မယ်ဒီလက္ခဏာတွေဖြစ်လာတတ်တယ်။ တယောက်ထဲပဲနေခြင်းနဲ့တယောက်ထဲတကဘာပဲနေခြင်းနဲ့အစားတောက်ဆိုလဲပုံမှန်စားပြစ်တာမျိုးမရှိဘူးညဘက်တွေကောင်းကောင်းမအိပ်ဘူးအဓိကကဒီအကြောင်းကိုတွေးပြီးတော့ဒါကိုပဲစိတ်ထဲရောက်နေတာမျိုးဒီလိုပညာရမျိုးတွေလည်းဒီနေ့ခေတ်မှာရှိပါတယ်ရှင်ဒါပေမဲ့ဒီပညာရက်တွေဟာမတမသူအမျိုးသမီးတွေလက်ထဲရောက်သွားတဲ့အခါမှာမိသားစုတွေပြည့်စည်ပြိုကွဲခြင်းဆိုတဲ့အကြောင်းအရာတွေကိုဖြစ်စေပါတယ်။ဒါကြောင့်မို့လို့အမျိုးသားတွေမိမိတို့ကိုမိမိတို့ ဘယ်သူမှလှုပ်လို့ရတယ်လို့ ဒါမှမဟုတ်လို့ရှင်လေငါ့ကိုတော့ဒီလူတယောက်ဒီမိန်းမတယောက်ဟာဒါမျိုးနဲ့လှုပ်လို့ငါစိတ်ကတော့ဒီလိုပြောင်းလဲသွားမှာမဟုတ်ဘူးဆိုပြီးယုံကြည်ချက်မပြင်းထန်စီချင်ပါဘူးရှင်ကျမမိတ်ဆွေတို့ဒီလေဘလို့ပဲနေနေတာမန်လူယောက်ျားအမျိုးသားပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးလှုပ်တယ်ဆိုတာလေပေါ်တင်ဘသူကမှတော့ကျမကတော့ရှင်တို့ဒါမျိုးလှုပ်လိုက်ပြီလို့အတိပေးပြီးလှုပ်မှာမဟုတ်ပဲခိုးချောင်ခိုးဝက်ကိုယ့်ရဲ့အလင်းအငိုက်ကိုစောင့်ပြီးလှုပ်ကြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘသူမှမသိနိုင်ဘူးခံရမှသာလျှင် သိနိုင်တာဖြစ်ပါတယ်။တကယ်ကိုတရီထားမိတဲ့အချိန်မှာကိုမိသားစုလည်းပြိုကွဲကိုရဲ့စီးပွားရေးလူမှုရေးတွေမှာလည်းအပြတ်ဘက်ကိုဥတီသွားပြီပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိမိတို့ရဲ့စီးပွားရေးလူမှုရေးတွေအပြင်ကိုမှပတ်ဝန်းကျင်မှာအရာအားလုံးကတရီဆိုတာပိုတယ်လို့မရှိပါဘူး။အဲ့ဒီအပြင်ကိုမှပိုဆိုးတော့တချို့တချို့တော့အမျိုးသမီးများဆိုရင် ီအမျိုးသားကိုပဲဆေးခတ်ပြီးတော့ဒီအမျိုးသားကိုပဲသူ့ရဲ့အိမ်အောင်နဲ့ကွဲကွာပြီးသူ့ကိုဆွဲလန်းစေခြင်းတည်းမကပဲဒီအမျိုးသားရဲ့မိသားစုမှာရှိတဲ့တရားဝင်မယက်ကြီးနဲ့သားသမီးတွေကိုအသက်သေးစေလောက်အောင်ဒုက္ခပေးတာမျိုး မိသားစုမှာစီးပွားရေးလုပ်နေတဲ့အခါမှာအဆင်မပြေတော့ပဲဒုက္ခရောက်လာအောင်ပညာရည်များနဲ့ပြူစားတိုက်ခိုက်တာမျိုးတွေဒီနေ့ခေတ်ဒီနေ့အခါမှာတကယ်ရှိနေတယ်လို့ကျမတို့ရဲ့ဒဏ္ဍာမှာလာရောက်ဆွေးနွေးတဲ့ကိစ္စတွေထဲမှာလည်းပါဝင်နေတုံးပဲဖြစ်ပါတယ်လူအများစုပါရှင်အ ਨੇ စုမဟုတ်ပါဘူးဒါကြောင့်အိမ်အောင်ရှင်အမျိုးသားအမျိုးသမီးများအနေနဲ့ ဒီကိစ္စတွေကိုမိရော့ပေါ်ဆပြီးတော့ဘသူကိုမှရှော့မတွက်ပါနဲ့မိမိရဲ့လက်တွေ့ဘဝမှာမိမိတိဆောက်ထားတဲ့အရာမိမိတိဆောက်ထားတဲ့မိသားစုကဘာဟာဘလောက်တန်ဖိုးကြီးကြောင်ဘလို့အချိန်တွေပေးဆက်ခဲ့ရကြောင်ကို ကျမတို့ထက်ဆရာတို့ဆရာမတို့ထက်ကျမမိတ်ဆွေများပို့ပြီးတော့အတီးဆုံးဖြစ်ပါလိမ့်မယ် ။ဒါကြောင့်မို့လို့ဒီလိုပြဿနာတွေကြုံတွေ့နေရပြီဆိုရင်တော့ကျမတို့ရဲ့အောက်ဆက်ကြကမီယာလော်ဂီပညာတန်းန်းမှာလာရောက်ဆွေးနွေးတိုင်ပင်ပြီးတော့ဖြည့်ရှင်းမှုအတွက်နီးလမ်းများတွေတောင်းနိုင်ပါတယ်။ဟုတ်ကဲ့ပါရှင်။ကျမကတော့ဆ iam တ်ကင်းသစ္စာဖြစ်ပါတယ်။ဒီလိုမျိုး ကျမမိတ်ဆွေများအတွက်တိဖို့လိုအပ်တဲ့ အကြောင်းအရာများကိုမကြခဏမျှဝေပေးသွားမှာဖြစ်လို့ကျမတို့ရဲ့အောက်ဆက်ကြကမြ log in ပညာတနံ page လေးကို follow လေးလုပ်ပေးသွားပါအောင်နော် TikTok နဲ့ YouTube မှာလည်း channel လေးတွေရှိတာဖြစ်လို့ subscribe and follow လုပ်သွားပေးကြပါအောင်ရှင်ဟုတ်ကဲ့ကျမမိတ်ဆွေများကန်နူဆက်သမျှရကြပါစီရှင်